ပရိသတ်အပေါင်းတို့ခမညာဒီနေ့ကျွန်တော်ပြောပြပေးမယ့်ဇလန်းကို နားထောင်ပြီးရင်ခမညာတို့ရဲ့ယင်ထဲမှာတကယ်ပဲကြီးနူးသွားလိမ့်မယ်လို့ယုံကြည်ပါတယ်။မြို့သမီးတဦးကို အထင်သေးပြီးဆောင်းနောက်ခဲ့တဲ့ဂိုင်းစရာ၃ယောက်ရှိခဲ့ပါတယ်။ဒါပေမဲ့သူတို့ဆောင်းနောက်ခဲ့တဲ့မြို့သမီးဟာသူတို့ဘသူလဲဆိုတာကိုတကယ်ပဲမသိခဲ့ဘူးလား။အေးဆက်တဲ့အတန်တခွန်းကမောက်မာနေတဲ့ဂိုင်းစရာတွေရဲ့မျက်နှာကိုဖြူဖြော့သွားစေခဲ့ပါတယ်။သူတို့လုံးဝမသိခဲ့တာက အဲ့ဒီအမျိုးသမီးဟာမြန်မာနိုင်ငံစစ်တပ်ရဲ့ထိတ်တန်းအထူးစစ်စင်ရေးတပ်ဖွဲ့ဆူမာရှင်းနှစ်ကြာတိုက်ခိုက်ရေးတင်းနန်းနီးပြအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့လူသားလက်နက်တစ်ခုဖြစ်တယ်ဆိုတာပါပဲဟဲ့မိမ့်မနေကငါတို့ကိုလို့ပြောလိုက်တဲ့ဂိုင်းစတာဟာနောက်တစ်စက္ကန့်မှာပဲကျမ်းပြင်ပေါ်လဲကျသွားတဲ့မြင်ကွင်းကတကယ်ကိုယင်နဲ့အေးမြသွားစေပါတယ်ဒီဇလန်းရဲ့အသေးစိတ်အချက်လက်တွေကိုတီးလိုက်ရရင်ခမားတို့ပို့ပြီးကြောချမ်းသွားလိမ့်မယ် subscribe နဲ့ like ကိုအရင်နှိပ်ပေးပြီးအခုပဲစတင်လိုက်ပါတော့မယ်။2023ခုနှစ်အောက်တိုဘာလ3ကြာနေ့ညနေ9:30နာရီ30မိနစ်ရန်ကုန်မြို့လယ်ရှိငါးစင်းပွင့်ဟိုတယ်ကြီး၏ဧကန်းမကြီးပေ20ကျော်မြင့်မားသောမျက်နှာချက်တွင်ချိတ်ဆွဲထားသည့်ဖန်ကျောက်ချူပန်းဆွဲမီးဘုံကြီးကနှွေးထွေးသောရွှေရောင်အလင်းကို ဖြန့်ကျက်ပေးနေသည့်စကြင်ကြောက်ကြမ်းပြင်ပေါ်တွင်ဒေါမြင့်ဖနက်တန်နှင့်တားရီဖနက်တန်များကစီကျက်ညီစွာပဲ့တင်ထက်နေပြီး တနေရာတွင်စံနေရပညာရှင်တဦးကခုပနာခရနိုတီးခတ်နေသည်ထိုခန်းနာသောဧကမ်းမကြီး၏အလဲဘဟုရှိတားရီဆိုဖာပေါ်တွင်အမျိုးသမီးတဦးတက်တက်ရက်ရက်ထိုင်နေသည်မဖြူသည်စဉ်အသက်35နှစ် အနက်ရောင်စကတ်နှင့်အဖြူရောင်ဘလော့စ်အင်ဂျီကိုဝတ်ဆင်ထားပြီးတစ်ချက်ကြည့်လျင် ကုမ္ပဏီယာရှိကြီးသို့မဟုတ်ရှေ့နေတဦးနှင့်တူသည်သို့တော်တေးသေးချာချာကြည့်လိုက်လျင်တခုခုတော့ကွာခြားနေသည်ခါးကိုတိမ်မက်စွာထိုင်သည့်ပုံစံပဝင်းကျင်ကိုသတိထားသည့်အလားရှောက်ကြည့်နေသောထက်ရှားသည့်မျက်လုံးများဒူးပေါ်တွင် လက်ကင်အိတ်ကိုတင်ထားပြီးမြည်သည့်အချိန်မဆိုထရက်ရန်အသင့်ပြင်ထားသည့်ဟန်ပန်မဖြူသင့်သည့်ရန်ကုန်တိုင်းဒေသကြီးတရားရုံးချုပ်မှ ဒုတိယအစိုးရရှိနေတဦးဖြစ်သည်သူမသည်အထူးသဖြင့်ဂိုင်းကနများချုပ်ငင်းရေးကိုအသက်နှစ်လဲ၍ဆောင်ရွက်နေသောတန်မဏိမျိုးသမီးဟုနာမည်ကြီးသူဖြစ်သည်မလာသေးဘူးလားသူမသည် လက်ပတ်နာရီကိုကြည့်လိုက်သည်ချင်းဆိုထားသည့်အချိန်ထက်15မိနစ်နောက်ကျနေပြီး ဒီနေ့သူမတွေ့ဆုံရမည်သူသည်မန္တလေးသားများဟုအမည်ရသည့်ခိုင်း၏အတွင်းလူသတင်းပေးတဦးဖြစ်သည့်ဤတွေ့ဆုံမှုအောင်မြင်ပါကရန်ကုန်မြို့လယ်ကို လွှမ်းမိုးထားသည့်အင်အားကြီးခိုင်းတစ်ခုလုံးကိုအမြင့်ဖြတ်ရှင်းလင်းနိုင်တော်မူဖြစ်သည်ထိုအချိန်မှာပင်ဟိုတယ်ဤအဝင်ထွက် တကားဝမှအမျိုးသား၃ဦးဝင်ရောက်လာသည့်ရှေ့ဆုံးမှအမျိုးသားကပုံမှန်လူမဟုတ်ကြောင်းပေါ်လွင်နေသည့် အရန်၅ပေဆက်တလက်မခန့်ပခုံးကျဲသောခန္ဓာကိုယ်ပိုင်ရှင်အနက်ရောင်အင်ဂျီကြားမှလေပင်နောက်ဘက်ရှိနဂါးပုံတတူးကိုလှစ်ခနဲမြင်လိုက်ရသည်ဒုတိယလူမှာ အသက်၄၀ကျော်ဟုထင်ရသည့်အလေအလက်ပိုင်းအမျိုးသားဈေးကြီးသောဝတ်စုံကိုဝတ်ဆင်ထားတော်လဲလေပင်တွင်ဆွဲထားသည့်ရွှေဆွဲကြိုးကြီးနှင့်လက်ချောင်းတိုင်းတွင်ဝတ်ထားသည့်လက်စွပ်များကြောင့်တစ်ခုခုစိတ်နှောင့်ယှက်ဖြစ်เสียကောင်း နေသည်အထူးသဖြင့်သူ့မျက်လုံးများကမောင်းမာမှုအပြည့်ဖြင့်ပြင်းထန်နေသည်နောက်ဆုံးတဦးမှာအသက်20ကျော်အရွယ်လူငယ်တဦးရှက်အင်းကြီးလက်ကိုခောက်တင်ထားပြီးလက်မောင်းရှိတတူးကိုထောင်လွှားပြသနေသည်ပီကေကိုဝိုင်းရင် ပခုံးတွန့်နေသည့်ပုံစံက သူသည်ဂိုင်းသားတဦးဖြစ်ကြောင်းတန်လျာဖြစ်เสียမလို့သူတို့သည်မန္တလေးသားများဂိုင်းဤဒုတိယကောင်းဆောင်ကိုကျော်စိုးစစ်စင်ရေးကောင်းဆောင်ကိုမင်းနိုင်နှင့် အငယ်ဆုံးဂိုင်းသားစိုးလွင်တို့ဖြစ်ကြသည် ကိုကျော်ဆိုးကဧကမ်းမကိုလှဲ့ပတ်ကြည့်ရှုရင်းလက်အောက်ငယ်သားများကို တိုးတိုးလေးပြောသည်ဒီနေ့အဲ့ဒီတစ္ဆာဖောက်ကောင်ကြောင့်ငါစိတ်တွေမကြည်ဘူးငါတို့ဂိုင်းကို ရောင်းစားဖို့စူးစမ်းရတာလားကိုမင်းနိုင်ကလက်သီးကိုကြစ်ကြစ်ပါအောင်စုပ်ရင်းပြန်ဖြေသည်တထေအဲ့ဒီကောင်ကိုမိရင်တော့အပြင်းထန်ဆုံးမရမဲမန္တလေးသားတွေကို တစ္ဆာဖောက်ရတာလား စိုးရင်က PK ကိုမြေအောင်ဝိုင်းဝင်ပြောသည်ဒါပေမဲ့တထေအဲ့ဒီကောင်က ရှေ့နေနဲ့တွေ့မယ်လို့ပြောထားတယ်မဟုတ်လားအခုများရောက်နေပြီလားမသိဘူးနော်ကိုကျော်စိုးကဧကန်မကို နောက်တစ်ကြိမ်လှည့်ပတ်ကြည့်ရှုလိုက်သည် ထိုအခါတယောက်ထဲထိုင်နေသည့်မဖြူသင်ကို တွေ့လိုက်ရသည်ဟဲဟိုမှာတယောက်ထဲထိုင်နေတဲ့မိန်းကလေးကိုကြည့်စမ်းသုံးယောက်စလုံးဤအကြည့်များကမဖြူသင်စီတို့ဆူးဆိုင်သွားသည် ိုမင်းနိုင်ကရွယ်ပြုံးပြုံးလိုက်သည်အိုးတော်တော်ကြည်ကောင်းသားပဲတယောက်တည်းစောင့်နေပုံရတယ်ဟေသူကမြအဲ့ဒီရှိနေဖြစ်နေမလားဒါမှမဟုတ်တယောက်ယောက်ကိုစောင့်နေတဲ့အရသားလားကိုကျော်ဆိုးကမေးလိုက်သည်ဆိုးလွင်ကနှာခေါင်းရှုံးလိုက်သည်ဟာဗျာအဲ့ဒီလိုရင်ရင်ကျေးကျေးပုံစံနဲ့ကရှိနေဖြစ်เสียအကြောင်းမရှိပါဘူးကုမ္ပဏီဝန်ထမ်းပဲဖြစ်မှာကဲခဏလောက်သွားဆောက်လိုက်ရမလားဒီနေ့စိတ်မကြည်တာကိုအပန်းဖြေလိုက်ရအောင် အစိုးရရှိနေမဖြူတဲ့စဉ်ဒီအရာအားလုံးကိုတတိမထားမိခဲ့ပြီးသူမသည် ဖုန်းကိုကြည့်ရင်တက်တေးအဆက်အသွယ်ကိုစောင့်နေစေဖြစ်သည်။ဘာလို့ဒီလောက်နောက်ကျနေရတာလဲတခုခုဖြစ်သွားတာလား။ထိုအချိန်တွင်လေးလံသောခြေတံများနီးကပ်လာသည်။မြမလေးရုတ်တရက်အတန်ကြောင့်မဖြူတဲ့စဉ်ခေါင်းမောကြည့်လိုက်သည်။ကိုကျော်ဆိုးသည် သူမရှိရင်ရက်နေပြီးအရင်နဲ့နဲ့ဆေးလိမ့်နဲ့များကထွက်ပေါ်နေသည်။ တယောက်ထဲထိုင်ပြီးဘာလုပ်နေတာလဲပြင်းနေမှာပေါ့မဖြူသစင်သည်ထိုမျိုးသားကိုမြင်သည်နှင့်ပင်တာမန်လူမဟုတ်ကြောင်းတထစ်ချတိလိုက်သည်အစိုးရရှိနေတဦးအနေဖြင့်သူမ၏အတွေ့အကြုံကသတိပေးနေသည်တောင်းပန်ပါတယ်ကျမတယောက်ယောက်ကိုစောင့်နေလို့ပါအတန်ကတည်ငိမ့်တော်လဲသူမ၏လက်များကလက်ကင်အိတ်ဤကျိုးကိုအตาရာဆုပ်ကင်ထားသည်မြည်သည့်အချိန်မဆိုထရရန်အသိပြင်ထားခြင်းဖြစ်သည် ဟုတ်လားဘသူကိုစောင့်နေတာလဲချစ်သူလားကိုကျော်စိုးကမဖြူတစင်ဘေးနားရှိ ဆိုပါပေါ်တို့ဖြက်ခနဲဝင်ထိုင်လိုက်သည်ဒုံခခနဲအတန်နှင့်အတူဆိုပါကဤကြသွားသည်ဒါကကိုရေးကိုရာကိစ္စမှုပြောပြလို့မရပါဘူးမဖြူတစင်ဤအတန်က ပိုပြီးပြက်သားလာသည်ဟဲ့စိတ်မကောင်းစရာပဲပြောလိုက်တာ ကိုကျော်စိုးကလောင်ပြုံးပြုံးရင်းပြောသည် ထိုအချိန်တွင်ကိုမင်းနိုင်က မဖြူသင်းဤတစ်ဖက်ဆိုပါတွင် ဝင်ထိုင်ရင်ဝင်ပြောသည်မြမလေးငါတို့တထေးကစကားပြောနေတာကိုဒီလိုမျိုးစိတ်မပါသလိုလုံးလို့မရဘူးလေဆိုးတွင်လည်းမဖြူသင်းဤဘေးနားတွင်ကက်လျက်ဝင်ထိုင်လိုက်သည် မဖြူသင်းသည်သည်ယခုအခါအမျိုးသားသုံးဦး၏ဝိုင်းရံခြင်းကို ခံလိုက်ရပြီးဟိုတယ်မှ အခြားဧည့်သည်များကတယောက်ပြီးတယောက်လှည့်ကြည့်နေကြတော့လေမြည်သူမှဝင်ရောက်မစွတ်ဖက်ရဲပြီး ယင်ကျေးစွာညင်းပယ်ပေးရစေကျေးဇူးပြုပြီးအခုချက်ချင်းထသွားပေးပါမဖြူတစဉ်ဤအတန်တွင်တန်မဏိကဲ့သို့ပြတ်သားမှုပါဝင်နေသည် ကိုကျော်စိုး၏မျက်နာကချက်ချင်းပြည့်ဝသွားသည်ဟဲ့ဒီမိမကငါတို့ကို အထင်သေးနေတာလားတထေးဒီဘက်ခေမိန်းကလေးတွေကအယံမောက်မာလာကြတယ်လူတွေကရှော့ပေးထားလို့ဖြစ်တာထင်တယ်စိုးလွင်က မဖြူတစဉ်နာပိုကဲ့ရင်ပြောသည် မြမလေးငါတို့ကဘသူတွေလဲဆိုတာသိလားကိုမင်းနိုင်ကချင်းချောက်တီအတန်ဖြစ်မေးသည်ဒီယန်ကုံမှာငါတို့မန္တလေးသားတွေကိုမသိတဲ့သူမရှိဘူးဒါပေမဲ့ငါတို့တထေးစကားကိုနင်းငင်းလိုက်တယ်မဖြူသစင်ဤမျိုးလုံးများကအေးဆက်သွားသည်မန္တလေးသားများဟူသောနာမည်ကိုကြားသည်နှင့် သူမ၏ကောင်းထဲတွင်စုံစမ်းစစ်ဆေးရေးမှတ်တမ်းများစွာလှစ်ခနဲဖြတ်တန်းသွားသည်မန္တလေးသားများကိုကြော်ဆို ဖြစ်ချင်တော့အခုချက်ချင်းထသွားပေးပါမဟုတ်ရင်ကျမတိုင်ကြားရလိမ့်မယ်။တိုင်ကြားမယ်။ဟာဟာကိုကျော်စိုးကကျေလောင်စွာ ရေမောလိုက်သည်ဟဲ့ဒီကောင်မလေးကိုကြည်စန်းတိုင်ကြားမယ်တဲ့။ဘာကိုတိုင်ကြားမှာလဲ။ငါတို့ကလှပတဲ့မိန်းကလေးတယောက်နဲ့စကားပြောရုံလေးကိုကိုမင်းနိုင်ကလည်းလှောင်ပြုံးဖြင့်ဝင်ပြောသည် ဟုတ်တယ်ဝိုင်းတစ်ခွက်လောက်တောက်ဖို့ပြောတာကိုရာဇဝဲမှုကျူးလွန်တာလား ဆိုးလွင်ကမဖြူတစင်ဤပခုံးဘက်သို့ကိုကိုမှီလိုက်ရင်ပြောသည်မြမလေးအဲ့ဒီလိုလုံးလို့မရဘူးလေငါတို့ကရင်းရင်းနှီးနှီးနေချင်တာပါဟိုတယ်အေကမ်းမရှိ အခြားဧည့်သည်များက အခြေအနေကိုပို၍စူးစမ်းကြည့်ရှုလာကြသည် အသက်80အရွယ်အဖိုးတို့အူကဟိုတယ်ဝန်ထမ်းကိုတခုခုပြောနေပြီး အသက်40အရွယ်ဒေါ်ကြီးတဦးကစိုးရိမ်သောမျက်နှာဖြင့်ဖုန်းကိုကင်ထားသည်သို့သောမိသူမတိုက်ရိုက်ဝင်မပါဝင်ရဲကြပေသူတို့သည်ရံပတ်များမှဂိုင်းစရားများဖြစ်ကြောင်းသဘောပေါက်ထား၍ဖြစ်သည်မြမလေးဒီနေရာကဘယ်နေရာလဲဆိုတာနင်းသိလားကိုကျော်စိုးကအတန်ကိုနှိမ့်ချပြီးချင်းချောက်ပြောသည်ရန်ကုန်ရန်ကုန်ပဲငါတို့နေမြေပဲခဏလေးအခုချိန်မှစပြီး တကယ်ကိုအရေးကြီးတဲ့အခိုက်အတန့်ပါပဲသူတို့ဘသူကိုရန်ပြုနေလဲဆိုတာကို လုံးဝမသိကြသေးဘူးအစိုးရရှိနေမဖြူသင့်ဤမျက်နာအမူအရာကတိမ်မွေးစွာပြောင်းလဲသွားသည် သူမဤအစိုးရရှိနေတတိကနိုးကြလာခဲ့ပြီမန္တလေးသားများကိုကျော်စိုးကိုမင်းနိုင်စိုးလွင်ရုတ်တရက်ထိုသုံးဦးနမေများကိုတိကျစွာခေါ်လိုက်သည့်မဖြူသင့်ဤအတန်ကြောင့်သုံးယောက်စလုံးရုတ်တရက်တောင်ခဲသွားသည်။ဘာ ဘာပြောလိုက်တာလဲကိုကျော်ဆိုးကထိတ်လန့်သောမျက်နှာဖြင့်ပြောသည် နေကငါတို့နာမည်တွေကိုဘလို့သိတာလဲကိုမင်းနိုင်လဲအံ့အားသင့်မှုကို မဖုံးကွယ်နိုင်ပေမဖြူတစင်ကဆက်လက်၍တင်းငိမ့်စွာပြောသည် ကိုကျော်ဆိုး1985မွေးမန္တလေးသားများဂိုင်းဒုတိယကောင်းဆောင်ပြီးခဲ့သည့်နိုဝင်ဘာလကလပ်ပိုင်ရှင်ချင်းချောက်မှုဖြင့်ဝရန်ထုတ်ခံထားရသူကိုကျော်ဆိုး၏မျက်နှာက ဖြူဖွေးသွားသည် ကိုမင်းနိုင်1980မွေးမန္တလေးသားများစစ်စင်ရေးကောင်းဆောင်ဒီနှစ်မတ်လအကြိမ်ကြိမ်ရိုင်းနှံမှုဖြင့်ဝရမ်းထုတ်ခံထားရသူကိုမင်းနိုင်ကမတက်ထရက်လိုက်သည်။နင်းနင်းဘသူလဲ။ဆိုးတွင်1994မွေးမန္တလေးသားများအငယ်ဆုံးဂိုင်းသားပြီးခဲ့သည့်လအမျိုးသမီးနောက်ရောင်ခံလိုက်ခြင်းနှင့်ချင်းချောက်မှုဖြင့်ဝရမ်းထုတ်ခံထားရသူဆိုးတွင်က နောက်ဆုတ်သွားရင်တုံရင်သောအတန်ဖြစ်ပြောသည်။ ေမဟုတ်မှ လွဲရောဒီကောင်မလေးကဘာလဲငါတို့တရင်ချက်လက်တွေကိုဘလို့တိတာလဲမဖြူတစင်ကလက်ကင်အိတ်ထဲမှတစုံတစ်ခုကိုဖြည်းဖြည်းချင်းထုတ်လိုက်သည်တရားယုံကျုံရှိနေ၏ဝန်ထမ်းကဖြစ်သည်ရန်ကုန်တိုင်းဒေသကြီးတရားယုံကျုံမှဒုတိယအစိုးရရှိနေမဖြူတစင်ဖြစ်ပါသည်ဟိုတယ်အိတ်ခမ်းမှတစ်ခုလုံးတိတ်ဆိတ်သွားသည် စန္ဒယာတိခတ်မှုပင် ခိတရက်တန့်သွားပြီးအခြားဧည့်သည်များအားလုံးအသက်အောင်က အခြေအနေကိုကြည့်နေကြသည်ရှေ့နေရှေ့နေဟုတ်လားကိုကျော်စိုးကမယုံကြည်နိုင်သောမျက်နာဖြင့်ပြောသည်သို့တော်မကြမီပင်နှောင်ပြုံးပေါ်လာသည် ဟာဟာရှေ့နေလားမိမရှေ့နေကဘာလုံးနိုင်မှလဲဟုတ်ပြီးရှေ့နေဆိုတော့ဘာဖြစ်လဲငါတို့ကအဲ့ဒါကြောင့်ကြောက်ရမယ်ထင်လို့လား ကိုမင်းနိုင်လဲဟန်လောက်ကပြောသည်မြမလေးဒါမှမဟုတ်ရှိနေမလေးရှိနေဆိုတာအဲ့ဒီလောက်ခန်းထားတာလားငါတို့လိုလူတွေအတွက်စိုးလွင်က မောက်မာစွာပြောသည် မဖြူတစင်ကတည်ငိမ်စွာဖုန်းကိုထုတ်ယူပြီးရဲကိုဖုန်းခေါ်လိုက်သည်ဟဲလိုရန်ကုန်မြို့ဟိုတယ်ဧကန်းမမှာဂိုင်းစကား၃ယောက်ကရှိနေတူကိုချင်းချောင်းနေပါတယ်မန္တလေးသားများဂိုင်းကကိုကျော်စိုးကိုမင်းနိုင်စိုးလွင်တို့ပါ ကိုကျော်ဆိုးကဒေါသတကြီးထရက်လိုက်သည်ဟဲ့ဖုံးချလိုက်စမ်းတကယ်တိုင်ကြားမာလားသူကမဖြူသစင်ဤဖုံးကိုလှမ်းလူဖို့လလန်းလိုက်သည့်အချိန်မှာပင်မထီနှင့်မဖြူသစင်ဤအတန်က လုံးဝပြောင်းလဲသွားသည်ယခုအထိရင်ကျေးတိမ်မွေသော ရှေ့နေဤအတန်မဟုတ်တော့ပေအေးဆက်ပြီးထက်ရှာကအရေးကြီးဆုံးမှာအန်ရည်ရှိသည့်ခန်းစားချက်ကိုပေးသောအတန်ဖြစ်သည်နှစ်ပေါင်းများစွာအိပ်ပျော်နေသည့်အချားကိုရေကိုသွေးတစ်ခုနိုးထလာတကယ်သူဖြစ်သည် ဘာဟင်းအခုငါတို့ကိုမထီးနဲ့လို့ပြောလိုက်တာလားစိုးတွင်ကဒေါသတကြီးပြောသည်သို့တော်မဖြူတစင်ဤမျက်လုံးများကိုကြည့်လိုက်သည်နှင့်တခုခုမှားနေသည်ကို ခံစားမိသည် ထိုမျက်လုံးများကတာမန်လူတဦးဤမျက်လုံးများမဟုတ်စစ်မြေပြင်မှပြန်လာသောစစ်သားတဦးဤမျက်လုံးများလိုဖြစ်နေသည်ဟဲရှိနေဆိုတော့ဘာဖြစ်လဲကိုမင်းနိုင်က မဖြူသင်ကိုတွန်းလိုက်ရန်စူးစမ်းသည် ါပေမဲ့နောက်တစ်စက္ကန့်မှာပဲဟိုတယ်ဧကန်းမရှိ လူတိုင်းမယုံနိုင်စရာ မြင်ကွင်းကိုတွေ့လိုက်ရသည်အာကိုမင်းနိုင်ကကျန်းပြင်ပေါ်လဲကျသွားသည် မဖြူတစင်ကသူ့လက်မောင်းကိုဆွဲကင်ပြီးတစ်ချက်တည်းလှဲချလိုက်ခြင်းဖြစ်သည် ထိုလှရှားမှုသည် အလွန်မြန်ဆန်ပြီးတိကျလွန်းသောကြောင့်ကြည့်ရှုနေသူများပင်ဘာဖြစ်သွားမှန်းမမြင်လိုက်ကြပေမင်းနိုင်စိုးလွင်ကအံ့ဩတုန်လှုပ်စွာအော်လိုက်သည်ကိုကျော်စိုးလည်းထိတ်လန့်သွားသည် ိုမင်းနိုင်ကကျန်းပြင်မှထားဖို့စ조사တော်လဲပခုံးနဲ့လက်မောင်းများနာကျင်နေ၍ကောင်းစွာမလှုပ်ရှားနိုင်ပေ။အာနားရဲဘာလုံးလိုက်တာလဲတခုခုတော့ထူးဆန်းနေပြီဒီမင်းကလေးကတာမန်မင်းကလေးမဟုတ်ဘူးစိုးလွင်ကနောက်ဆုတ်သွားရင်တီတိုးရီရွတ်သည်မဖြူတစင်ကဖြည်းဖြည်းချင်းထွက်လိုက်ရင်ပြောသည်တတိပေးထားတယ်မဟုတ်လားမထီနေလို့သူမ၏အတန်တွင်အခုနာကနှင့် လုံးဝကွာခြားသောအရာတစ်ခုပါဝင်နေသည့်အေးဆက်တော်လဲလုံးဝယုံကြည်မှုရှိသည့်အတန်ဖြစ်သည်။ဟဲ့နေကဘသူလဲကိုကျော်ဆိုးကတုံရင်သောအတန်ဖြစ်မေးသည်။မဖြူတစဉ်က သူ့ကိုတဲ့တဲ့ကြည့်ပြီးပြုံးလိုက်သည် သို့တော်ထိုပြုံးကနှွေးထွေးမှုမရှိကြောက်မက်ဖွယ်ကောင်းလောက်အောင်အေးဆက်နေသည်။ရှင်းနေမဖြစ်ခင်ကျမဘာလုပ်ခဲ့လဲဆိုတာသိကျင်လား။ဘာ ဘာလုပ်ခဲ့လို့လဲကိုမင်းနိုင်ကကျမ်းပြင်မှညီတွားရင်းမေးသည်မြန်မာနိုင်ငံကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အထူးစစ်စင်ရေးတပ်ဖွဲ့စုမှ၈နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တယ်။ရုတ်တရက်ဟိုတယ်ဧကမ်းမကြီးလုံးဝတိတ်ဆိတ်သွားသည် စုဟုသောနာမည်ကိုမသိသောမြန်မာလူမျိုးမရှိပေမြန်မာတပ်မတော်၏ထိတ်တန်းအထူးတပ်ဖွဲ့ထိုးအထဲတွင်မှအကောင်းဆုံးထိတ်တန်းအလစ်များသာဝင်ရောက်နိုင်သောနေရာဖြစ်သည်။ ဆွေကိုကျော်စိုးကနှက်ခမ်းများတုံရင်လျက်ပြောသည် တိုက်ခိုက်ရေးတင်းနန်းနီးပြအဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့တဲ့မဖြူသစင်ဤစကားကြောင့်သုံးယောက်စလုံးဤမျက်နာများဖြူဖြော့သွားသည်မဟုတ်ဘူးလိန်နေတာစိုးလွင်ကမယုံကြည်နိုင်သောမျက်နာဖြင့်ပြောသည် ရှစ်နှစ်တာကာလအတွင်းနေတိုင်းတိုက်ခိုက်ရေးလေ့ကျင့်မှုလုပ်ခဲ့တဲ့ဂျူဒိုတိုက်ကွန်ဒိုအိုက်ကီဒိုလက်ဝဲရောနှောတိုက်ခိုက်ရေးစနစ် အားလုံးကိုကြမ်းကျင်ခဲ့တဲ့မဖြူသစဉ်က သူတို့စီတို့တလန်းချင်းတိုးလာသည်ပြီးတော့လက်တွေ့အတွေ့အကြုံလည်းရှိတယ်။ပြပစစ်စင်ရေး၂ကြိမ်အကြမ်းဖက်မှုတိုက်ဖျက်ရေးစစ်စင်ရေး၅ကြိမ်။သူမ၏မျိုးလုံးများကလုံးဝပြောင်းလဲသွားသည်အေးဆက်ပြီးအနည်းရှိကသားကောင်ကိုကြည့်နေသည့်သားရဲ၏မျိုးလုံးများလိုဖြစ်နေသည်။ စိုးရင်ကမဖြူတစဉ်ကိုလက်တီးဖြင့်ထိုးလိုက်သည်သို့တော်မဖြူတစဉ်ကကခုံတကဲသို့ပုံစံဖြင့်လှဲဆောင်လိုက်သည်ထိုးနောက်လင်းမြန်စွာသူ့လက်မောင်းကိုဖမ်းဆုပ်ကာအစ်စ်ကိုချိုးလိုက်သည်အာနာရဲနာရဲစိုးရင်ကကျမ်းပြင်ပေါ်ဒူးထောက်ကြသွားသည်ဟိုတယ်ဧည့်သည်များတီးတိုးပြောဆိုလာကြသည်ဝါတကယ်စိုးကလာတာတဲ့အံ့ဩစရာပဲခိုင်းစရာတွေအကြီးကျယ်မှားသွားပြီးဒီမိမတကယ်ကိုတော်တယ် ကိုကျော်ဆိုးကလုံးဝစိတ်တက်ကြနေသောမျက်နှာဖြင့်ပြောသည်ဟဲ့ငါတို့ကငါတို့ကစွားကလာတဲ့သူနဲ့ဒါလိန်နေတာလားမဟုတ်ဘူးလားဆိုတာစစ်ဆေးကြည့်ကျင်သေးလားမဖြူတစင်ကကိုကျော်ဆိုးစီတို့တလန်းထက်တိုးလာသည် ရှစ်နှစ်ကြာအထူးတပ်ဖွဲ့မှဘလို့လေးချင်းမှုတွေခံယူခဲ့လဲဘလောက်များများလက်တွေ့အတွေ့အကြုံရှိလဲဆိုတာခမားတို့ကို ကိုယ်တိုင်ပြသပေးရမလားသူမ၏အတန်ကတည်ငြိမ်နေစေဖြစ်တော်လဲညင်းတွင်းမှချင်းချောက်မှုက တကယ်ကိုကြောက်မက်ဖွယ်ကောင်းလာသည်ကိုကျော်ဆိုးကနောက်ဆုတ်သွားရင်ပြောသည်တောင်းမှန်ပါတယ်ဗျာကျွန်တော်တို့မတိလို့ပါဒါပေမဲ့မဖြူသစင်ကမရက်ပါဂိုင်းစတာဆိုတော့ဘာဖြစ်ချင်တာလဲရန်ကုန်ကခမည်းတော်နေမြီလို့ပြောခဲ့တယ်မဟုတ်လားတကယ်တောင်းမှန်ပါတယ်ဗျာကျွန်တော်တို့တကယ်ပဲလူမိုက်တွေဖြစ်ခဲ့ပါတယ်ကိုမင်းနိုင်ကကျမ်းပြင်မှအတနာခံသည်ထိုအချိန်မှာပင်ဟိုတယ်အဝင်ဝတ်သို့ရဲများဝင်ရောက်လာသည် တိုင်ကြားချက်ရလို့လာပါပြီရဲရရှိ၄ဦးသည်အခင်းဖြစ်ပွားရာနေရာသို့ရောက်လာသည် ရှေ့ဆုံးမှရဲရရှိသည်အသက်၄၀ကျော်အတွေ့အကြုံရှိသူဖြစ်ပုံရသည်ဒီမှာဘာဖြစ်ခဲ့တာလဲမဖြူတစင်ကဝန်ထမ်းကတ်ကိုပြတ်တရင်တည်ငိမ်စွာရှင်းပြသည်ရန်ကုန်တိုင်းဒေသကြီးတရားရုံးချုပ်မှဒုတိယအစိုးရရှိနေမဖြူတစင်ဖြစ်ပါတယ်ဒီလူ၃ယောက်ကကျမကိုစောင့်နောက်ပြီးချင်းချောက်ခဲ့ပါတယ် ရဲရရှိကကျမ်းပြင်ပေါ်လဲကျနေသောကိုမင်းနိုင်နှင့်စိုးလွင်တုံရင်နေသောကိုကျော်စိုးတို့ကိုကြည်လိုက်သည်ဒီလူတွေကရှေ့နေကို ဟုတ်ပါတယ်လက်ဘူးလက်ချက်ဖြစ်ပါတယ်အမျိုးသမီးကိုစနောက်ချင်းချင်းချောက်ချင်းအစိုးရဝန်ထမ်းကိုအနှောက်ယှက်ပေးခြင်းရှေ့နေကိုချင်းချောက်မှုတို့ဖြင့်ကိုကျော်စိုးကနောက်ဆုံးအာကုံထိုးဝေးလိုက်သည်ရဲရရှိကျွန်တော်တို့ဘာမှလို့လဲလှပတဲ့မိန်းကလေးတစ်ယောက်နဲ့စကားပြောရုံပဲကို သို့သောရဲရာရှိကအခြေအနေကို နားလည်သွားပြီဖြစ်သည်အရာရာတိုင်းကို ခက်ခက်မှမှတ်တမ်းတင်ထားပါရယ်မဖြူသစင်ကပြောသည်ဟိုတယ်ဧကန်းမှနေရာအနှံ့တွင်ခီးလူများကအခြေအနေအားလုံးကို အသေးစိတ်မှတ်တမ်းတင်ထားသည်ပြီးတော့ဒီမှာရှိတဲ့လူတိုင်းကတက်သေးတွေပါတကယ်ပင်ဧကန်းမရှိဧည့်သည်များကတယောက်ပြီးတယောက်တက်သေးခံရန်စတင်ပြောဆိုလာကြသည် အသက်90အရွယ်ဖိုးအိုကရှေ့ထွက်လာပြီးပြောသည် ကျွန်တော်အစကတည်းကအားလုံးကိုမြင်ခဲ့ပါတယ်ဒီလူတွေကဒီမျိုးသမီးကမကြိုက်ဘူးလို့ပြောနေတာတောင်ဆက်ပြီးစောင့်နောက်နေခဲ့တာအသက်40အရွယ်အတော်ကြီးကလည်းဒေါသထွက်သောအတန်ဖြစ်ပြောသည်ကြည်ရတာတကယ်စိတ်မသက်မသာဖြစ်เสียရပါမိန်းကလေးတယောက်တည်းရှိတယ်ဆိုပြီးအဲ့ဒီလိုဒုက္ခပေးရတာ။ ထူးသဖြင့်ဒီခန္ဓာကိုယ်ကြီးရဲ့လူကရှေ့နေကိုတွန်းဖို့လုပ်ခဲ့တဲ့အဲ့ဒီအခါမှာရှေ့နေက ကိုကိုကိုကာွယ်ခဲ့တာပါ လူငယ်ဝန်ထမ်းတဦးကတတ်သိခံသည်ဟိုတယ်မန်နေဂျာကထွက်လာပြီးပြောသည် ကျွန်တော်တို့ဟိုတယ်ရဲ့ခက်ခဲမှတ်တမ်းအားလုံးကိုရဲကိုပေးအပ်ပါမယ်ဒီလိုကိစ္စမျိုးကျွန်တော်တို့ဟိုတယ်မှာဖြစ်ပွားခဲ့တဲ့အတွက်အနှူးမြို့တောင်းပန်ပါတယ် ရဲများကထိုလ်လူသုံးဦးကိုလက်ထိတ်ခတ်ရန်စတင်လှုပ်ဆောင်သည်ကိုကျော်စိုးကိုမင်းနိုင်စိုးတွင်အမျိုးသမီးစနောက်ချင်းချင်းချောက်ချင်းအစိုးရဝန်ထမ်းကိုအနှောက်ယှက်ပေးခြင်းရှေ့နေကိုချင်းချောက်မှုစွဲချက်များဖြင့်လက်ပူးလက်ကျက်ဖမ်းဆီးလိုက်ပြီးမဟုတ်ဘူးဒီလိုဖြစ်လာမယ်မှန်းသိရင်ကိုကျော်စိုးကနောင်တရသောမျက်နှာဖြင့်တီးတိုးရည်ယူသည် နောင်တရလည်းနောက်ကျသွားပြီးမဖြူတစင်ကပြက်သားစွာပြောသည့်အမျိုးသမီးတွေကိုလွယ်လွယ်နဲ့မဆက်ဆံရဘူးဆိုတာကိုအခုတော့သင်ခန်းစာယူလိုက်ပါစိုးလွင်ကမျက်နှာမတာမရဖြစ်အတနာခံသည်ရှေ့နေမလီကျွန်တော်တို့တကယ်မတီးခဲ့လို့ပါကျွန်တော်တို့တကယ်ပဲလူမိုက်တွေဖြစ်ခဲ့တာပါ အစကတည်းကယဉ်ကျေးစွာပြုမူခဲ့ရင်ဒီလိုကိစ္စမျိုးဖြစ်ပါမလားအမျိုးသမီးဆိုပြီးအထင်သေးခဲ့တဲ့ခမားတို့ရဲ့အတွေးကမှားယွင်းနေတာမဖြူတစင်ဤအတန်တွင်ဒေါသနှင့်စိတ်ပြက်မှုရောနှောနေသည်ကိုမင်းနိုင်ကစံပြင်မှညီတော်ရင်ပြောသည် ကျွန်တော်တို့ကလည်းစောင့်နောက်တာပဲလုပ်ခဲ့တာပါဒီလောက်ကိစ္စကြီးဖြစ်သွားမယ်မထင်ခဲ့ဘူး ဆန်းနောက်တာဟုတ်လားအမျိုးသမီးကမကြိုက်ဘူးလို့ရှင်းရှင်းလင်းလင်းပြောနေတာတောင်ဆက်ပြီးဒုက္ခပေးပြီးဒီနေ့ဒီနေရာကနေထွက်မသွားရဘူးလို့ချင်းချောက်တာကဆန်းနောက်တာလားမဖြူတစင်ဤအတန်ကပို၍ပို၍အေးဆက်လာသည်ရဲများကထိုသုံးဦးကိုဆွဲခေါ်သွားရင်စတင်သည်ထိုခါဟိုတယ်ဧကန်မရှိဧည့်သည်များကလက်ခုပ်တီးကြသည်ဝါတကယ်တော်ရယ်ရင်내အေးသွားပြီးခိုင်းစရာတွေအဆက်ပွဲသွားပြီး အသက်60အရွယ်ဒေါ်ကြီးတဦးကမဖြူသင်းထံချင်းကပ်လာပြီးနက်နက်ရှိုင်းရှိုင်းအယိုအသေးပေးသည် ရှေ့နေမလီတကယ်ကျေးဇူးတင်ပါတယ်ဒီလိုခေတ်မှာဒီလိုမကောင်းတဲ့လူတွေကမိန်းကလေးတွေကိုဒုက္ခပေးနေတာကိုပညာပေးလိုက်တော့ရင်ထဲအေးသွားတယ်ကျမသမီးလည်းဒီလိုမျိုးကြုံရမှာစိုးရိမ်ခဲ့တာဒီလိုလူမျိုးရှိနေတော့အားကိုးရတယ်အသက်60အရွယ်ဖခင်တဦးကလည်းစိတ်လှုပ်ရှားသောမျက်နှာဖြင့်ပြောသည်လူငယ်မျိုးသမီးတဦးက ချင်းကပ်လာပြီးပြောသည်ရှေ့နေမလေးကျမလည်းမကြသေးခင်ကမြေောက်ရထားမှာထူးဆန်းတဲ့အမျိုးသားတွေက စကားပြောလာလို့ကြောက်ခဲ့ရတယ်ဘလို့တုတ်ပြန်တင်လဲမဖြူတစင်ကနှွေးထွေးစွာ ပြုံးရင်းပြန်ဖြေသည် အရေးကြီးဆုံးကတော့ငင်းပယ်ချောင်းကိုရှင်းရှင်းလင်းလင်းဖော်ပြဖို့ပါပဲမကြိုက်ဘူးရက်ပေးပါလို့ရှင်းရှင်းလင်းလင်းပြောပါဒါပေမဲ့တကယ်လို့သူတို့ကဒေါသထွက်ပြီးချင်းချောက်လာရင်မလုပ်ရမလဲ မတွန်းဆုပ်ပါနဲ့ရဲကိုတိုင်ကြားပါပြီးတော့ဖြစ်နိုင်ရင်လူများတဲ့နေရာကိုရှောင်းပါတယောက်တည်းဖြည့်ရှင်းဖို့ဘရောမမကြိုးစားပါနဲ့ပြီးတော့တတိယပါအမျိုးသမီးဆိုပြီးအထင်သေးတဲ့သူတွေကိုရဲရဲဝုန်းဝုန်းရင်ဆိုင်ရမယ်ဆိုတာထိုအချိန်တွင် မဖြူသစင်းဤဖုံးကမြည်လာသည်ဒီနေ့တွေ့ဆုံရင်ချင်းဆိုထားသည့်တက်တီထံမှဖြစ်သည်ဟဲလိုရှိနေမလေးတောင်းပန်ပါတယ်ရုတ်တရက်မန္တလေးသားတွေက ကျွန်တော်ကိုရှာနေတယ်လို့တင်ရလို့ဒီနေ့တွေ့ဆုံတာကိုဖြတ်လိုက်ရပါလိမ့်မယ်။စိတ်မပူပါနဲ့မန္တလေးသားများကကိုကျော်စိုးကိုမင်းနိုင်စိုးလင်တို့ကိုခုနကပဲဖမ်းလိုက်ပြီ။ဗျာဖမ်းလိုက်ပြီးဟုတ်လားတက်တေဤအတန်တွင်အံ့အားသင့်မှုနဲ့တက်တာရရမှုများပြည့်နှက်နေသည်။ဟုတ်တယ်ကျမကိုယ်တိုင်လက်ပူးလက်ကျက်ဖမ်းခဲ့တာအခုလုံးကြုံပြီမို့မနှက်ဖြန်ပြန်တွေ့ပြီးတက်တေခံပေးပါ တကယ်ကျေးဇူးတင်ပါတယ်ရှေ့နေမလေးနောက်ဆုံးတော့ဒီညစ်ပတ်တဲ့ခိုင်းကိုအမြင့်ဖြက်ရှင်းနိုင်တော့မင်းဖုံးချပြီးနောက်မဖြူတစင်သည်တက်ပြင်းချလိုက်သည်ဒီလိုနဲ့အရေးကြီးတဲ့တက်တွေကိုလည်းကာကွယ်နိုင်ခဲ့ပြီးမန္တလေးသားတွေကိုလည်းရှင်းလင်းနိုင်ခဲ့ပြီးရက်အနေငယ်ကြာပြီးနောက်ရန်ကုန်တိုင်းဒေသကြီးတရားရုံးချုပ်တွင် ကိုကျော်စိုးကိုမင်းနိုင်စိုးတွင်တို့ဤတရားစီရင်မှုကို ပြုလုပ်ခဲ့သည်တရားရုံးခန်းမတွင်ပြည်သက်များစွာစုယုံရောက်ရှိနေသည် အထူးသဖြင့်အမျိုးသမီးများနှင့်တက်ကြီးပိုင်းများများပြားသည်တရားသူကြီးကတည်ကြည်သောအတန်ဖြင့်စီရင်ချက်ကိုကြေညာသည်တရားခံ၃ဦးအားအမျိုးသမီးစနောက်ချင်းရှေ့နေချင်းချောက်ချင်းအစိုးရဝန်တန်းကိုအနှောက်ယှက်ပေးခြင်းဂိုင်းကနလှုပ်ဆောင်မှုစသည့်ပြစ်မှုများဖြင့်ထောင်ဒဏ်သုံးနှစ်စီချမှတ်လိုက်သည်ပရိသတ်များထံမှလက်ခုပ်တံများထွက်ပေါ်လာသည်တရားစီရင်မှုပြီးဆုံးပြီးနောက်သတင်းထောက်များက ရှင့်နေမဖြူတစဉ်ကို ဝိုင်းဝန်းမေးမြန်းကြသည်ရှင့်နေမလေးဒီအမှုနဲ့ပတ်သက်ပြီးဘလို့ခံစားရလဲအရေးအကြီးဆုံးကတော့အမျိုးသမီးတွေဒီလိုကိစ္စမျိုးကြုံတွေ့ရရင်မတွန့်ဆုတ်ပဲတိုင်ကြားစေချင်ပါတယ်ပြီးတော့လူအဖွဲ့အစည်းတစ်ခုလုံးကအမျိုးသမီးတွေကိုကာကွယ်ပေးတဲ့အနေအထားကို ဖန်တီးတင်တယ်လို့ထင်ပါတယ်ဆူကလာရာကဒီအမှုကိုဖြေရှင်းရမှာအထောက်အကူဖြစ်စေခဲ့လားစစ်တပ်မှာတင်ယူခဲ့တာက တိုက်ခိုက်ရေးဤပညာတွေကြီးမဟုတ်ပါဘူး။တရားမျှတမှုတာဝန်ယူမှုနဲ့အားနည်းသူကို ကာကွယ်ရမယ်ဆိုတဲ့ခံယူချက်ကိုတင်ယူခဲ့တာပါ။နောက်ဆုံးအနေနဲ့တနိုင်ငံလုံးရှိအမျိုးသမီးများကိုတခုခုပြောချင်တာရှိပါသလား။မဖြူတစင်ကကင်မရာကိုတည့်တည့်ကြည့်ပြီးစိတ်ရင်းမှန်ဖြစ်ပြောသည်အမျိုးသမီးတိုင်းအထူးတပ်ဖွဲ့ကဖြစ်ဖို့မလိုပါဘူး။ ဒါပေမဲ့ကိုကိုကိုကာကွယ်နိုင်တဲ့တတိတော့ရှိတဲ့လေလို့ထင်ပါတယ်ပြီးတော့မှားတာကိုမှားတယ်လို့ပြောနိုင်တဲ့ရဲရင်မှုလိုအပ်ပါတယ်အရေးကြီးဆုံးကတော့ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းတစ်ခုလုံးကအမျိုးသမီးတွေကိုလေးစားပြီးကာကွယ်ပေးတဲ့ယဉ်ကျေးမှုကိုဖန်တီးရပါမယ်အမျိုးသမီးဖြစ်လို့အထင်မြင်သေးခံရခြင်း ခွဲခြားဆက်ဆံခံရခြင်းမဖြစ်သင့်ပါဘူးကျွန်တော်တို့အားလုံးတန်းတူညီမျှတဲ့လူသားတွေအဖြစ် လေးစားခံရဖို့ခွင့်ရရှိပါတယ် ရည်မှုဖြစ်ပြီးနောက်မန္တလေးသားများဂိုင်းသည်လုံးဝပြိုကွဲသွားသည့်ရှေ့နေမဖြူတစဉ်ဤတက်တေရှာဖွေမှုကြောင့်စုံစမ်းစစ်ဆေးမှုများကျယ်ပြန့်လာပြီးဂိုင်းတစ်ခုလုံးကိုဖမ်းဆီးနိုင်ခဲ့သည်တစ်ဖက်တွင် အချင်းထောင်ထဲ၌ကိုကျော်စိုးကအခြားချင်းသားများကိုဤသို့ပြောခဲ့သည်ဟုဆိုသည် ဟေးကောင်တို့မိမတွေကို လုံးဝအထင်မသေးကြနဲ့အထူးသဖြင့်တယောက်တည်းရှိနေတဲ့မိမတွေကပိုပြီးအနေရများနိုင်နေဘာလို့လဲတထီး ငါတို့မှားယွင်းပြီးစနောက်ခဲ့တဲ့အမျိုးသမီးကစိုးမှ၈နှစ်ကြာတိုက်ခိုက်ရေးတင်းနှင်းနီးပြလုပ်ခဲ့တဲ့လူသားလက်နက်ဖြစ်နေကြတာလုံးဝမှားယွင်းတဲ့လူကိုရံပြုမိတာပေါ့စိုးတွင်လီထောင်မှလွတ်လာပြီးနောက်လုံးဝပြောင်းလဲသွားပြီးအမျိုးသမီးအခွင့်အရေးကာကွယ်ရေးအဖွဲ့အစည်းတွင် စေတနာဝန်ထမ်းလှုပ်ဆောင်နေသည်ဟုဆိုသည်ပြီးတော့ရှေ့နေမဖြူတစင်ထံသို့ဤကဲသို့စာတစောင်ပို့ခဲ့သည်ရှေ့နေမလေးခမရတကယ်ကျေးဇူးတင်ပါတယ်ရှေ့နေမလေးကြောင့် ကျွန်တော်ဘလောက်မှားယွင်းစွာနေထိုင်ခဲ့လဲဆိုတာနားလည်ခဲ့ရတဲ့အခုတော့အမျိုးသမီးတွေကိုကာကွယ်ပေးတဲ့သူဖြစ်ချင်ပါပြီ။အီဇလန်ထုတ်လွှင့်ပြီးနောက်တနိုင်ငံလုံးရှိအမျိုးသမီးများထံမှအားပေးစကားများစီးဆင်းလာသည်။ကျမသမီးကိုလည်းဒီလိုမျိုးတတိရှိတဲ့အမျိုးသမီးအဖြစ်ဝင်မြူခြင်းပါတဲ့အမျိုးသမီးကို လေးစားပြီးအားနည်းသူကိုကာကွယ်ပေးတာကတကယ်လူကြီးလူကောင်းရဲ့ပုံစံကိုပြသပေးတာပဲ။ ရိသက်အပေါင်းတို့ခင်ဗျာဒီအချိန်နေမှာရှေ့နေမဖြူတစင်ရဲ့တုံ့ပြန်ပုံကဘလို့လဲလို့ထင်ပါတလဲပြီးတော့ကျွန်တော်တို့လူဖွဲ့စည်းကဘလို့ပြောင်းလဲတင်လဲလို့ယူဆပါတလဲ comment မှာသဘောထားမှတ်ချက်ပေးခဲ့ကြပါဒီလိုရင်နေအေးမြစေပြီးသင်ငန်းစာယူစရာကောင်းတဲ့ဖြစ်ရမှန်တွေပို့သိချင်ရင်တော့ subscribe ပုံနဲ့ like notification ကောင်းကောင်းကိုနှိပ်ပေးထားကြပါဦးနောက်တစ်ခါအတိတ်ပဲရှိပြီးစိတ်လှုပ်ရှားစရာဇလန်းကောင်းများနဲ့ပြန်လာခဲ့ပါမယ်